ေဆိုရင်တော့မြန်မာပြည်ပရိယတ်ဒီစာသင်သားထဲမှာတပည့်တော်လိုစာသင်သားတော့မရှိတော့ဘူးထင်ပါရဲ့။ဘာကြောင့်လို့ဆိုတော့စာသင်နဲ့ရောက်တဲ့အခါမှာစာဦးစာရင်းလည်းမပါရှိခဲ့ပါဘူး။ဘာကြောင့်မပါရှိတာတော့ဆိုတော့နဝကံမှာအထောက်မှန်ကလုံးဝမပါခဲ့ပါဘူး။စာချဘုန်းကြီးကတော့ပြောသေးတယ် ဒီမင်းလိုကောင်စားတဲ့နာမင်းမင်းပဲတွေ့ဘူးတာပဲကွာစာဥစရံလည်းမပါစာဥစရံဝဲဖို့ရနဝကံပါလည်းမပါရှိတယ်အဲ့ဒါလို့တောင်းသူက ပြောခဲ့ပါသေးတယ်အဲ့တော့စာဥစရံမရှိတော့စာဝါလိုက်ဖို့ဆိုတော့စာတင်သားကြီးများအဒီအဒီမကန်ကြီးလို့ချန်ထားကြတဲ့စာဥပေါ့တရာစာဥအဲ့ဒီတရာစာဥကလည်းတော်တော်ကို ဟောင်းနှွမ်းနေပါရဲ့ အဲ့ဒီဟောင်းနှောင်းနေတဲ့အစာအုပ်အငယ်ရင်းများမှတ်သားခြင်းရရှိလို့မှတ်သားလိုက်မယ်ဆိုရင် စာရွက်ကရည်ရည်နေတဲ့အတွက်ပေါက်ပေါက်ထွက်သွားပါတယ်အချို့ချို့စာရွက်တွေကလည်းပဲတော်တော်လေးအဲဆုပ်လို့သွားပြီပေါ့မမရရပါပဲတရားနံပိုင်းဒုတိယပိုင်းရောက်တဲ့အခါပြန်စာမြန်ဘူးဆိုပြီးတော့စာကြဘုံကြီးအမင်းချတယ် မင်းကြတော့ပြန်တယ်။တန်းတွေကဆက်ပြောင်းလေသာ။စွာကဒီတိုင်းပဲပါနေတယ်ဗျာသာ။မဟုတ်ဘူးကွာကြံသေးတယ်။အာဒီပြီးတော့ဒီစာအုပ်ကတော့ဒီတိုင်းပဲရှိနေပါတယ်ဗျာသာ။ပြာသန်းပြာသန်းသာ။ဒါစာအုပ်ကိုယူကြည့်ပါလား။အော်ဟုတ်ပြီသားပဲတဲ့။စာရွက်ကပြတ်နေပြီတဲ့။ကိုင်းကိုင်းဒီလိုဆုံးဖြစ်ဘူးတဲ့။အဲငါကိုင်းတဲ့စာအုပ်ပဲမင်းယူသွားတော့ဆိုပြီးတော့ သူကိုင်းတဲ့တရာစာကိုခက်လက်လက်လေးပေါ့အဲ့ဒါပေးလိုက်ပါတယ်အဲအဲ့ဒါလိုစာတင်တော်ဘဝအစာပြုခဲ့ရတာဖြစ်ပါတယ်နောက်သင်္ခါအတိညုစာကိုတော့ပရဏဆရာတော်ကချင်းမြင်တဲ့အတွက်အဲအဲ့ဒါလိုနဲ့အဆင်ပြေသွားပါတယ်အဲအဲ့ဒါလိုနဲ့အခြေပြုမူလာတာအစာပြုလို့နောက်တော့အငေရန်အလတ်တန်အကြီးရန်အစဉ်တိုင်းပဲကျူစာအားထုတ်ခဲ့ပါတယ် ောက်တော့ဓမ္မသရိယာစာချတန်းကိုရင်ဘွားနဲ့ပဲပြီးဆုံးလို့သွားခဲ့ပါတယ်အဲ့ဒါလို့ပြီးဆုံးတဲ့အခါမှာဆိုးဆိုးဘင်းကပြောကြပြောကြခဲ့တဲ့အတိုင်းခံယူချက်ရှိတော့ကျူသာအထုတ်ပါတယ်ကျူသာအထုတ်တော့တနင်္ဂနွေလို့မှလည်းပဲပထမရရှိခဲ့ပါတယ်ဒါတော့ခီယိုမြာစာရင်းသားဘွားကျူသာအထုတ်ခဲ့တဲ့အနေအထားလေးကိုအနေစာရင်းသားတို့အားလည်းပဲ